တစ်ချိန်လုံးကဘုန်းကြီးအရှင်တော်ရဲ့မှာမြင်ခြင်းအခါဆိုကြပါစို့ကျောင်းဆရာတို့ကလည်းသတ္တလို့ဆိုတော့ဗာတိပဲရှိတယ်တဲ့သူကလည်းမေးမေးလိုက်တဲ့အချိန်ခါကျတော့သူဘာဥကြည်ချက်နဲ့မေးနေလဲဆိုတော့ဘုန်းကြီးလည်းနည်းနည်းနားလဲပါတယ်သူကမကျင်တတ်ချက်ကြီးတဘုန်းကြီးဖမ်းပြီးတော့လာမေးနေတယ်ဆိုတော့သိလိုက်တော့ဘုန်းကြီးကဘာမှအဓိပ္ပာယ်မရှိပါဘူးလို့ဒီလိုပဲပြန်ဖြေလိုက်အဲဒီတော့ခက်တယ်လို့ပြလိုက်တော့သူကနည်းနည်းလေးရေးစစ်တတ်တဲ့ပုဂ္ဂိုလ်ဖြစ်ခြင်းကြောင့်ဘာဖြစ်လို့လဲတဲ့သူကခက်မေးတယ် မေးလိုက်တဲ့အချိန်ကကျတော့ဘုန်းကြီးကမလွဲမကြောင်တဲ့ပြဿနာလေးတွေသူရှင်းရှင်းပြပြပါတယ်။အတန်ကားကိုမစားဘူးလို့ပြောရင်တော့အတိတ်ပဲရှိတယ်တော့ရှိပါတယ်။သို့တော်လည်းသက်သက်လို့စားနေပါလေခင်ဗျာအတိတ်ပဲနည်းနည်းကင်းမဲ့တဲ့သဘောရှိတယ်။ဘာဖြစ်လို့လဲဆိုရင်ခုလိုပေါ့ဉာဏ်နာသာမှစားလိုက်ရင်ဒါသက်သက်လွတ်တယ်လို့ပြောမလား။မပြောနိုင်ဘူး။အရင်ရှင်းပါလေဒီကတည်းကနည်းနည်းလေးပြင်းကြတာမပြောတတ်ပါဘူး။ခန္ဓာမှာပန်နေတဲ့သံဖို့ကိုသိအောင် မရွေးလိုက်ဘူးရောချစ်လိုက်တယ်။ဘုန်းကြီးတပည့်ချက်လည်းဒီပို့ကောင်းနေပါမလားဟုတ်လား။ဟုတ်တယ်။တသက်တကယ်လွတ်တယ်လို့ပြောနိုင်ပါမလား။မပြောနိုင်ဘူးနော်။သူများအတန်ငယ်ရတပ်ပြီးစားရမယ်လို့ဘုန်းကြီးဆိုလို့ရင်မဟုတ်ဘူးဒါကိုအတိတ်ဘက်ကိုဆန့်ကျင်ပြတယ်။နောက်တစ်ခုကြည့်ဦး။ဘုရားနဲ့ရှင်ကြီးဟိရတိမှာဗေဒိရိယခေါ်တဲ့ဘုန်းကြီးအများဆုံးရှိကြပါတယ်။အများဆုံးရှိတဲ့အဲ့အတွက် ဖြစ်မိတဲ့နိုင်ငံတွေမှာဆိုလို့ရှိရင်ဒီဟိမိဟိယတွေကိုအစိမ့်အတိုင်းစားတဲ့အလေးထားသိပြီးတော့မလုပ်ကြဘူးဘုမမင်းခွာရဲ့တို့လိုအရွယ်မျိုးဆိုကြပါဆိုပဂတိမျက်စိဖြင့်မြင်ဖို့ရတော့ခက်ခဲတယ်နော်ခက်ခဲပြီနဲ့အဲ့ဒီမှာပိုးတွေကဗေဒိရီယလို့ခေါ်တဲ့အလွန်ပဂတိတမ္မာမျက်စိဖြင့်မြင်လို့ရနိုင်တဲ့အချိုးစားမှမတည်ရှိတဲ့ပိုးတွေတော်တော်များများရှိနေကြပါတယ် ရှင်းနေလိုက်တဲ့ခင်ဗျာကျတော့ဒီလိုရှင်းနေရတဲ့ကိုစမ်းနေခုနကတော့ကဒီဖြစ်မြင့်သိပ္ပံပညာနဲ့တိုက်တာပြီးဒီဆရာကလည်းနာမေးနေတယ်ဆိုတော့ဘုန်းကြီးကသဘောပေါက်လို့ပါ။ဒါနဲ့တကယ်တက်တယ်တက်တယ်ကမပြောနိုင်ပါဘူး။ဒီကြားထဲမှာတချို့အပြင်းထူနေတဲ့အင်ရှင်မတွေနဲ့ရှင်းကောင်းရှင်းပါလိမ့်မယ်။ဘုန်းကြီးကနည်းနည်းပြောတယ်။ဘာဖြစ်လို့လဲဆရာပြ။အိုးဆရာမလည်းနည်းနည်းပြင်းတယ်၊ကွက်ဆရာမလည်းနည်းနည်းပြင်းတယ်။အဲ့ဒါပရောဖက်တဲ့ဘုန်းကြီးနဲ့မိတိုင်းလေးဖိတ်ထုတ်ဖိတ်ထုတ်နဲ့ ဘုန်းကြီးကလည်းမိုးလျင်ဆုံးကလာမှဖြစ်တော့ခါသသောထပ်ပြီးဖြစ်နေတယ်လို့ကြည့်လိုက်တော့အဲဒီအိုးထဲမှာလည်း project တွေကဒီဘုန်းကြီးအဲဒါကြောကျင်တယ်ရောကြောထက်လိုက်တော့ရှင်းတယ်မှာ project တွေလည်းဒီဘုန်းကြီးပါလာတယ်လို့အဲဒါကြောင့်သက်သက်နဲ့အဖြစ်ကျင်လို့တော့ပြောလို့သိမလွယ်ဘူးလို့ဘုန်းကြီးကသူရှင်းပြတယ်တိုးတော့ပူဆိုးတဲ့မျက်စနာတစ်ခုပေါ့လေရှင်းခင်အင်္ဂလိပ်လက်ထက်တော့ပါဆိုကြပါစို့နာမည်ကျော်ဖြစ်တဲ့ဒီတတိကျောင်းကိုဆက်တင်ဒီကောင်းတော်တဲ့တတိကျောင်းဘုရားရဲ့ဆရာတစုဖြစ်တော်မူတဲ့ မဟာကလည်းသူတော်ဘုရားကလည်းတကယ်မှသင်ရှားပါလားနေလိုလတ်လို့သင်ရှားနေတဲ့ပုဂ္ဂိုလ်တူပါပဲအင်္ဂလိပ်အမျိုးသားတကားကြီးတူကနေပြီးတော့သူတော်ဘုရားကံသင်ကြပြီးတော့အရှင်ဘုရားတို့ဘုရားရှင်ကနေပြီးတော့သူတော်ဘုရားရဲ့အသက်ကိုမတတ်ရဘူးဆိုပြီးတော့ဒီလိုပြညာထားတယ်အဲဒီလိုပြညာထားတဲ့အပိုင်းမှာဘုအရှင်ဘုရားတို့တောင်းတနေတဲ့ရေတွေကို သိဗ္ဗံဉာဏ်ဤနဲ့သိသိချာချာဆန်းကျင်ကြည့်လိုက်တဲ့အချိန်ကမှအဲ့ဒီမှာပို့တော့ပြည့်တော်ပန်းနေတယ်။အဲ့ဒါသူများအဲ့ဒါကိုတတ်နေတာမဟုတ်ဘူးလားဆိုပြီးတော့ဒီမျိုးကတခုပြန်မေး။မေးလိုက်တဲ့အချိန်ကကျတော့ငါကန်းတော်ဆိုတော့ဘုရားကြီးကဘာပြန်ပြေးတယ်လဲ။ဟေးသူဘုရားရှင်ကနေပြီးတော့ရေကိုစစ်ပြီးတော့တောက်သုံးစီဆိုပြီးခွင့်ပြုခဲ့တယ်။တို့လည်းစစ်ပြီးတော့တောက်တယ်။တောက်လိုက်တဲ့အချိန်ကမှရေကစစ်ခဲ့တယ်ဘိုးတော်ရှိတယ်လို့လည်းတို့မသိဘူး။မြင်လဲ။ ်မမြင်နိုင်ဘူးမမြင်နိုင်တဲ့အတွက်ကြောင့်မမြင်နိုင်တဲ့ဒီပစ္စည်းတွေအတွက်ဆိုလို့ရှိရင်တော့ဒါအပရဲ့အင်္ဂါအဖြစ်မခေါ်တော့လို့အဘောဟာရိကပဲဖြစ်ပါတယ်ဆိုပြီးတော့ဒီလိုပြန်ဖြေတယ်ဆိုပြီးကြားဖို့ပါနော်အဲ့တော့ဒီရေတောင်ကတတ္တတတိလားမလွတ်ဘူးရေတောင်တတ္တမလွတ်ဘူးဆိုလို့ရှိရင်တချင်းတတ္တလို့ပဲရှိနေပါဦးမလားမရှိနိုင်ပါဘူးနော်သို့တော့ဒီတဲ့ပုံဆိုးတဲ့ပြဿနာတစ်ခုဘုန်းကြီးကစဉ်းစားကြည့် ဒီနေ့မိတဲ့ကရကပြည့်တော်ကြီးသိပ္ပံပညာနည်းရပြောမယ်ဆိုလို့ရှိရင်အခုအသက်ရှူလိုက်တဲ့နေထဲမှာလည်းကုသတတ်တဲ့ဘုံဟောတွေရှိတယ်လို့သူတို့ကယူဆတယ်။အခုမှဒီမီယောဂရှိတဲ့ပုဂ္ဂိုလ်နဲ့အတူတူနေမယ်။ဒီလိုကနေကုသနေတယ်။ချောင်းဆုလိုက်တဲ့အချိန်ကမှသူချောင်းဆုလိုက်တဲ့နေကိုမိမိကရှူခဲ့မိရင်လည်းဒီထဲမှာပိုးတွေပတ်လာတယ်။အဲ့ဒီပိုးတွေကိုအသက်ရှူခဲ့မိရင်လည်းဒီပိုးတွေကဝန်ထဲဝင်သွားလို့ရှိရင်ဒီယောဂရှိကုသနေတယ်လို့ပြော။ပြောလိုက်တဲ့အချိန်ကကျတော့ ညီလို့ဆိုရင်အသက်ရှင်လို့ရှိရင်လည်းအဲ့ဒီပုဂ္ဂိုလ်ကြီးပါမသွားဘူးလားတကယ်တက်တက်လို့အစ်ဖြစ်ပါမလားမဖြစ်နိုင်ပါဘူးဒါကြောင့်နည်းနည်းအစွန်းတစ်ဖက်ကိုရောက်တဲ့အချိန်ကဘုန်းကြီးကမရှိသေးဘူးလို့ပြောရပါဘုရားရှင်ကတော့အစွန်းသုံးပါလွတ်နေတဲ့အတန်ကမှန်ရင်စားစီဆိုပြီးကြတော့ခွင့်ပြုထားတယ်သို့တော့အစွန်းသုံးပါတကယ်လွတ်ဖို့ဆိုရင်လည်းကြိတိကျကျလိုက်နာပြီးကျင့်မယ်ဆိုရင်တော့မခက်ခဲဘူးလားခက်ခဲပါလေတကယ်တက်တက်လွတ်ဖို့ဆိုရင်တော့အခက်အခဲတွေများတော့မရှိဘူးလား ရှိပါတယ်။ဘုန်းကြီးလက်ဖက်ကိုမသားတဲ့နှစ်ပေါင်းတော်ကြရတယ်။ဘာဖြစ်လို့လဲဆိုတော့ဇမ္မတော်ကနေထုတ်ဝေတဲ့ဇမ္မရည်ဇာတန်တစ်ခုကိုဘုန်းကြီးငယ်စဉ်ကဖတ်ခဲ့ဘူးတယ်။ဖတ်ဘူးတော့ဒီဇာတန်ထဲမှာဘာပြောတယ်လဲဆိုတော့အဲ့ဒီခုနကဘိုးအမျိုးမျိုးတွေရှိပါတယ်။ဗေဒိရိယလို့ခေါ်တဲ့ဘိုးအမျိုးမျိုးတွေကလက်ဖက်ထဲမှာအဲ့ဒီဘိုးတွေတော်တော်များများပါတယ်ဆိုပြီးဒီကဝေဖန်ပြီးသူတို့ကဆန့်ကျင်ပြထားတယ်။ဒီနေရာတဲ့တခွဲကန်တင်ကြည့်တဲ့အချိန်ခါမှလည်းဒီဘိုးတွေဒီလက်ဖက်ထဲမှာများစွာရှိနေတယ် ရှင်းနေချင်းကကြတဲ့လက်ဖက်စားလို့ရှိရင်တို့ကပိုးကစားတာပဲဒီတော့ငါမစားဘူးဆိုပြီးတော့နှစ်ပေါင်းတော်ကြကြလက်ဖက်မစားဘူးနောက်တော့ခွန်ကြီးပြန်စဉ်းစားကြည့်ရေတော့ရင်လည်းပိုးပါနေတော့ရေမတော့ခဲနေရတော့မလားအသက်ရှင်ရင်လည်းပိုးပါနေတော့အသက်မရှင်ခဲနေရတော့မလားကိုယ့်ဟာကိုယ်ပြန်စမ်းကြည့်ကြည့်နောက်တစ်ခုရှင်ကြီးစွန့်နဲ့ရှင်ငယ်စွန့်ရှင်ကြီးစွန့်နဲ့ရှင်ငယ်နဲ့ပါပိုးတွေပါမတော့ဘူးလားပါသွားမယ် သွန်လိုက်တဲ့အချိန်ကမှဒီဘိုးတွေတည်ကျပြစီမှုဆိုတာမရှိနိုင်ဘူးလားရှိနိုင်တယ်ဒီလိုဆိုရင်ဘိုးတွေတင်မှကြောက်တဲ့အတွက်ရှင်ကြီးမဆုံးမနေရတော့ဘူးဟမ်အဲ့ဒါပဲတစ်ဖက်စွန်းကိုမရောက်သေးခြင်းလို့ခွန်ကြီးပြောတာပါဒီနေရာမှာဥပါလိလူကျွယ်နဲ့ဘယန်းရှင်တို့ရဲ့အမေဖြစ်တဲ့တကူအတွေ့ချုပ်ပြီးနည်းနည်းပြောမယ်ဥပါလိလူကျွယ်ကရှိရခင်ဘုရားဘာသာမဖြစ်ခင်ကနိဂန္ဓခေါ်တဲ့မဟာဝိရလို့ခေါ်နေတဲ့ရင်းငိုင်းကိုသူကကိုယ်ဝယ်သိကတ်တဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ် ဒီကံတရားလေးကနေပြီးတော့ဥပ္ပါလိလူချက်ကိုဘဝမှာမြတ်စွာဘုရားနဲ့တရားဆွနေဖို့ဆိုပြီးရွေးချယ်ပြီးထွက်လိုက်တဲ့အခါဒီဥနဲ့ဒီမှန်ကန်တဲ့တစ္ဆာတကမှာယက်တိပြီးစကားပြောဆိုနိုင်ခဲ့မယ်ဆိုရင်တော့ငါဘုရားရှင်ဘက်ကတရားဆွနေဖို့ရန်အတွက်ဝန်မလေးပါဘူးဆိုပြီးတော့စကားချီရမှန်ကန်တဲ့တစ္ဆာတကမှာယက်တိပြီးတရားဆွနေဖို့ပါမယ်ဆိုတဲ့အချိန်ခါကျတော့မှဘုရားရှင်ကမေကွန်းလေးကိုလေးအဲ့ဒီမေကွန်းလေးထဲမှာဒီညာနဲ့သက်ဆိုင်နေတဲ့မေကွန်းတစ်ခုကတော့ဒီလိုဤကံတရားဒီဟာ ရဲကသူတို့ဤကန္တအခေါ်ရပါလေ။ကာယဒန္တဝစီဒန္တမနောဒန္တဒီလိုခေါ်တယ်။ဦးဇင်းတို့သာသနာတော်ဘက်ကတော့ကာယကံဝစီကမနောကံဆိုပြီးဒီလိုသုံးနှုံးပါလေ။အဲဒီမှာဒီကာယဒန်ဝစီဒန်မနောဒန်ဆိုတဲ့ဒန်သုံးမျိုးရှိတဲ့အ ਨੇ ကဘယ်ကံကိုအပြည့်အကြီးဆုံးဆိုသင်တို့ဤကန္တအင်းကပြညာပါတယ်ဒီမျိုးကိုလို့မြင်ကြည့်တယ်။သူကပဲစမင်းလည်းမသိပါဘူးဘုန်းကြီးမြင်ကြည့်တယ်ပဲ။ကြည့်အဲ့ဒါသူတို့ဤကန္တရဲ့အယူဆကတော့ကာယဒန်ကအပြည့်အကြီးဆုံးပဲဆိုပြီးအဖြစ်ပေး။ ပရိက္ခာမဘုရားရှင်ကမိဂုံလေးတခုသူ့ဖြတ်ပြီးတယ်။ကြည့်ဒီလိုဆိုလို့ရှိရင်သင်တို့ဤကံတဲ့ဆရာကြီးကသင်တို့လမ်းလျှောက်တဲ့အချိန်ခါမှာမတည်လဲမတည်ဘူးမမြင်လဲမမြင်ဘူးနင်းပြီပုံမှားတယ်တိတ်ကြီးပြည့်စည်ခဲ့ရင်ဘာအဖြစ်ရှိတယ်လို့မြန်ပြည့်ရတယ်လေဆက်မေးကြည့်။အဲ့ဒါတော့အဖြစ်မရှိဘူးဆိုပြီးသူကပြန်ပြောပြန်တယ်ပြောလိုက်တော့ပြင်းရဲ့ရှင်းစကားနဲ့နောက်စကားကမညီပါလားဆရာရှင်ကအိန္ဒိယမှာပြန်ပြီးတော့မေးဘာဖြစ်လို့လဲ ကာယကံကကာယဒံကတာအဖြစ်ကြီးကိုမှန်ခဲ့ရင်ခုလမ်းလျှောက်တဲ့အချိန်ကမှကိုမြင်လည်းမမြင်ဘူးသိလည်းမသိဘူးကိုမှလည်းမြင်ကြည့်တယ်ပြည့်ပြည့်ပြည့်စုံသွားတယ်။ကာယဒံကတာအဖြစ်ကိုကြီးတာမှန်ခဲ့ရင်ဒါဟာမနောကမပါဘူး။ကာယဒံတက်တဲ့ကာယကံတက်တဲ့ဖြစ်ချင်းကြောင့်အဖြစ်မကြည့်ရဘူးလား။ကြည့်ရမယ်။ခုတော့အဲ့ဒါအဖြစ်ရှိသလားမရှိဘူး။ဥစ္စေလို့ဘုရားရှင်ကလည်းစိတ်သာရှင်သောဘုရားဟောဆိုပြီးတော့နည်းနည်းလောကဟောတာပြောတဲ့အတိုင်းပေါ့။ ဒီလိုနေရာမျိုးမှာကြရသေးသေးလို့စိတ်စေတနာသင်္ချန်ရှိမှသာလျှင်ပါဏိဘတ်ကမြောက်ပါလေလုံလပြောကလည်းရှိမှဆက်တယ်မျိုးပေါ့လေအင်္ဂါရတည်းရှိတယ်အဲ့ဒီထဲမှာသေးသေးလို့စိတ်စေတနာကအဓိကဖြစ်တယ်မိမိတို့မှာစိတ်ဓာတ်ကြီးကသင်္ချန်တန်ရှင်းနေခဲ့မယ်ဆိုရင်ခုလိုဖြစ်သွားတဲ့အချိန်ခါမှာဘရဝါကြီးကိုသင်္ချန်ပြည့်စုံနေလို့စိတ်ထားမရှိဘူးရိုးရိုးကိုသွားနေကြလမ်းအတိုင်းတော့တယ်ဆိုရင်နှလုံးသွင်းမှန်းနေမယ်ဆိုရင်လည်းအဖြစ်ဖြစ်ပါမလားမဖြစ်ဘူး အကြေးဒီလိုဟာလည်းအပြစ်ဖြစ်ပါတယ်ဆိုရင်တော့ဒီလိုဆိုရင်လမ်းမသွားဘဲနေရတော့လားနော်အဲ့ဒါပဲတစ်ဖက်စွန့်သိမရောက်ဖို့တော့လိုအပ်ပါအဲ့တော့ဒီညမှာအထေကရတိကဆေရော်ဒီကဖွင့်ဆိုကြတယ်ဖွင့်ဆိုချက်ကလေးတစ်ခုရှိတယ်အဲ့ဒီဖွင့်ဆိုချက်ကဘာလဲဆိုတော့ဘုရားရှင်ရဲ့အလိုတော်အတိုင်းကတော့ဘုရားကတကယ်တက်တက်လုတ်ဖို့ဆိုတဲ့အတိုင်းကအခုလိုဆန့်ကျင်ကြည့်လိုက်တဲ့အခါလွယ်ပါမလားမလွယ်ဘူးမလွယ်တဲ့အချိန်ကလည်းတော့ဘုရားရှင်ကတော့ အဇံလုံးမှာလွတ်နေမယ်ဆိုလို့ရှိရင်မြေတိအာဟာရကိုမဆုသတ္တုံလို့ကသတ္တုံဖြင့်ပြုထားပါလေသို့သောသတ္တုံရဲ့အချိန်ကမှနိဒရဏပညာခေါ်တဲ့သန္တရာဝရှင်ရဲ့ဒုက္ခမှာဆက်မြောက်ကြောင်းအသိဉာဏ်ဉာဏ်ပညာရှိဖို့တော့ပြန်ချင်ကအခုဤပင်းကြီးနဲ့နော်ဤပင်းနေတဲ့အချိန်ကကျတော့အဲ့ဒီအပိုင်းမှာဘယ်လိုပြဿနာပေါ်လာလဲလို့ပြီးတော့တဏ္ဍလုံသမ္မာတာတဏ္ဍလုံစားတဲ့ဒီလေးကျင့်ကံဒီအကျင့်ဝတ်ဒီမုံရက်တဲ့ကျင့်ဝတ်ပฏิပတ်တစ်ခုဖြစ်တယ်လို့ယူဆနေယူဆခဲ့မယ်ဆိုရင်ဒါမိစ္ဆာတိတိဖြစ်တယ်ဆိုပြီးအထက်ကရာတိကာလေးကဖွင့်ဆိုထားတယ် ဘာဖြစ်လို့လဲမှန်းယွင်းနေတဲ့အယူဆတစ်ခုဖြစ်ခုဥစဉ်ဆက်ပြပြတဲ့အနေနဲ့တကယ်တက်တာလွတ်ဖို့ဆိုတဲ့အပညာဖြစ်နေမှာမလားမဖြစ်နိုင်တဲ့သဘောရှိတယ်အသက်ရှူတဲ့တုန်းကပုဂ္ဂိုလ်ပါနေတယ်ရေတောက်တော့ပုဂ္ဂိုလ်ပါနေတယ်ဆိုလို့ရှိရင်တကယ်တက်တာလွတ်ဖို့ဆိုတဲ့အပညာအလွန်မခက်ခဲဘူးလားခက်ခဲတယ်တို့တော့ဒီလျက်နဲ့လွန်ကျူးလို့တဲ့စိတ်စေနာဖြစ်ဒီတော်ရီကိုတက်ပြပြီးစက်တော့နေတာကိုလည်းဖျက်ချင်နှိမ့်ချလိုက်လား မနှိမ့်ဘူးရည်စမ်းနေတဲ့အစာအာဟာရကမတပ်ဖြစ်နေစားရတဲ့အစာအာဟာရအတန်ငါဆိုတာရှိပါမလားမရှိတယ်လို့ပြောပါတယ်ဒီလိုသက်ပြက်ပြီးဇတ်တော်ဆံကိုလည်းဘုရားရှင်မနှိမ့်ချိုက်ပါဘူးသို့သောသင်္တန်လည်းစားခြင်းဒီမွန်မြတ်သောကျင့်ဝတ်ပရိပါတ်ဖြစ်တယ်လို့ယူဆခြင်းရဲ့မိစ္ဆာဒိဋ္ဌိဖြစ်တယ်လို့သက်သာမလွတ်မှအတန်နဲ့အတန်ငါကိုစောင့်မှအတန်နဲ့မမဒိဋ္ဌိဖြစ်တယ်လို့ဒီလိုယူဆခဲ့ရင်ကအဲ့ဒါမမှားဘူးလားမှန်တယ်ဘာဖြစ်လို့လဲအတန်ငါမစားတဲ့နေ့ကအပြည့်ရှိရမယ်ပုံစံဖြစ်နေဘူးလားဖြစ်နေတယ်ဒါကြောင့် အတဏ္ဍပံခြင်းမပါခြင်းတတလွတ်ခြင်းမလွတ်ခြင်းကိုပြခြင်းနဲ့ဒလပံခြင်းအဓိကမထားဘူး။ဒါနေရကယဟန်အစွန်းသုံးမှလွတ်ဖို့ကိုတော့ပြခြင်းအဓိကခံဘာဖြစ်လို့လဲ။ပြခြင်းဒီအာရုံပြုတော်မူပါရဲ့။ဒီဗေဒိရိယခေါ်တဲ့မိုးရိခဘလောက်အဋ္ဌိပြဝရီကိုညှဉ်းပန်းနှိမ့်ဆက်နေတဲ့နှောက်ချက်နေတယ်ဆိုတော့ပြခြင်းအာရုံပြု ဒီပင်နဲ့နေရီကိုအဲ့မှာသံဃာဝဆင်းဒုက္ခမှာဆွံ့ဆောင်ကြောင်းမဟုတ်တဲ့အတွက်မြတ်စွာဘုရားမဟုတ်ဘူးမဟုတ်ပေမဲ့လို့ခန္ဓာအိမ်ထဲမှာဘုံမျိုးမျိုးရှိတယ်ဆိုတာတော့မဟုတ်တာဘူးလားဟောထားပါရဲ့နော်ခန္ဓာအိမ်ထဲမှာဘုံမျိုးမျိုးရှိတယ်လို့မိမိခန္ဓာအိမ်မှာရှိတယ်လို့ဒုက္ခခန္ဓာအိမ်မှာလည်းရှိတယ်အဲ့ဒုက္ခဆိုတဲ့အတွက်မှာဒီလက်ရှိလက်မဲ့ဒါဝါသင်္ခါရတွေလည်းမပါဘူးလားပါနေပါရဲ့အဲ့ဒါဒီဒါဝါအလုံးရဲ့တန်တန်မှာဒီဘုလောကေကရှိပြီးသားဖြစ်တယ်ဒီဘုလောကေဒီ အလွန်သိငင်နေတဲ့ဘောလုံးတွေကဒီလေထဲမှာပြတ်နှက်နေတယ်ဆိုတဲ့သဘောတရားတွေကတချို့တချို့ထောက်ခံမဲ့ပြိဿမရှိရင်ဘုရားရှင်လည်းသိပြီးမဝင်နိုင်မဟုတ်ဘူးဒါကြောင့်ဘုရားဒုက္ခမှာဆွံ့ရောက်ကြောင်းလည်းမဟုတ်ဘူးနမုနာတစ်ခုဆိုကြပါစို့ရှင်မမောကလံကိုရောင်ရကြီးနဲ့အရှင်လက္ခဏာမထင်မြတ်တို့ခင်ဗျားကိုတာဂံကနေပြီးတော့ဆွံ့ခံအရှင်အရှင်မမောကလံကိုရောင်ရကြီးကကောင်းမြတ်မှာပြိဿအမျိုးမျိုးတွေမြင်တဲ့အဲ့အတွက်ပြုံးတော်မူတယ် ။ဘာကြောင့်ပြောရတယ်လဲဆိုတော့အရှင်လက္ခဏာမဖြစ်ကမိလိုက်တဲ့အချိန်ကမှရှင်မမုတ်လန်ကိုတော့ကအဖြေမပေးဘူးအရှင်ပြန်အဖြေကိုသိကျင်တယ်ဆိုလို့ရှိရင်တော့အရှင်ပြန်နဲ့တပြီးတော့ရာဇဂုံမျိုးနဲ့ဆုံးကံသွားကြမယ်။ဆွမ်းစားခြင်းကိစ္စပြည့်တဲ့အခါဝိလုံးကြောင့်တော့တော့ပြီးတော့ဘုရားရှင်ကိုပုံပြကြတော့မယ်။ဘုရားရှင်ရှိတော်မှာရောက်တဲ့အချိန်ကမှအရှင်ပြအဲ့ဒီမိဂုံကိုချက်ပြီးမိပါဒီလိုပဲရှင်မမုတ်ကလည်းပြောရတယ်။ဘာဖြစ်လို့လဲ။ထောက်ခံမဲ့ပရိသတ်မရှိဘူး။ဘုရားရှင်ရှိမှရောက်ကြပြီရှင်လက္ခဏာကချက်ပြီးမိတယ် မေးလိုက်တဲ့အချိန်ကလေးတော့ဘုရားရှင်ကလည်းယဟန်ဒီကိုဗာမင်းရှိတဲ့ဒီပိဋကအမျိုးမျိုးကိုငါဘုရားဒီဘောဓိမန္တေမှာသဗ္ဗညုတ်တဲ့ဉာဏ်တော်မြတ်ကြီးကိုထုတ်ရှင်သိမြင်တော်မူတဲ့ညလေးကစပြီးတော့မြင်ပါတယ်ညမှာတဲ့ကမြင်နေပါတယ်ဆိုတော့လေငါဘုရားရှင်ကိုထောက်ခံတဲ့ပိဋကမရှိဘူးမရှိတဲ့အတွက်ငါဘုရားကြီးအကြောင်းကိုမဟောပြဘူးခုမမနာလို့လို့ထောက်ခံတဲ့တာဝကတုပ်ပေါ်လာတဲ့အဲ့အတွက်ဒီပိဋကရဲ့အကြောင်းကိုငါဘုရားဟောပါတယ်ဆိုပြီးတော့အဲ့ဒီပိဋကအမျိုးမျိုးကြီးအကြောင်း ရှိဖြစ်ဟောင်းအောင်မေဘဇလန်းနေနေအတူတကွသူတို့လွတ်ကျုခဲ့ရတဲ့အကုသိုလ်ကံဒီမှာထိုက်သွင်းပြီးတော့မြတ်စွာဘုရားဟောပေးပါတယ်နော်အဲဒါကြောင့်ဒီခါတချို့တချို့တရားတွေဟာဘုရားရှင်ဒီသံဃာဝဇ္ဇဒုက္ခမှာထွံ့မြောက်ကြောင်းမဟုတ်လို့တချို့တချို့တရားတွေကြားတော့လေမိမိကိုထောက်ခံမဲ့ပရိသတ်ကမရှိသေးလို့မဟုတ်ပဲခန့်ခဲ့တဲ့တရားတွေလည်းမြတ်စွာရှိပါတယ်နော်ဒါကြောင့်ဒီယူဆလေးတွေဟာနည်းနည်းလေးလွန်လွန်ကျွန်းကျွန်းမဖြစ်အောင်ယူဆချက်ဖို့တော့လိုအပ်ပါတယ်ဒီတော့ ်တမလုံမမောင်မြတ်တယ်ဆိုရင်တို့စောင့်ကြည့်မယ်လည်းနည်းနည်းဒီလိုရေးတာလည်းရှိတယ်ဒါကလည်းတစ်ဖက်ဆုံးရောက်သွားတယ်တဲ့တဲ့လည်းသမ္မတန်လည်းမောင်မြတ်တဲ့ခြင်းကိုပြိပါဖြစ်တယ်ဒါလည်းတစ်ဖက်ဆုံးရောက်ဘာဖြစ်လို့လဲဇာလိုက်တဲ့အချိန်ခါမှာတက်တက်လွတ်ချင်းမလွတ်ချင်းကလွရင်းဖို့ကိုနိဒရဏပညာခေါ်တဲ့ဘဝမှာလွတ်မြောက်ကြုံဖြစ်တဲ့အသိဉာဏ်မှာဉာဏ်ပညာရှိဖို့ကလွရင်းဖြစ်တယ်တက်တက်လွတ်ပဲစားတဲ့အခါအာလုပဲစားတဲ့အခါပဲပဲစားတဲ့အခါဘဝမှာလွတ်မြောက်ကြုံဖြစ်တဲ့နိဒရဏပညာမရှိခဲ့ရင်ထိုပုဂ္ဂိုလ်ဒီနာရဝဖြစ်ဒုက္ခမှာလွတ်မလား မလွတ်ခဲ့ဘူးအဆက်နေတဲ့အတန်းသားကိုသူစားခြင်းနဲ့စားပါပြီဒါပေမဲ့လည်းဘဝမှာလွတ်မြောက်ကြောင်ဖြစ်တဲ့နိဒရဏပညာရှိခဲ့မယ်ဆိုရင်ဒုပ္ပကတိသန္တာဝရှင်းဒုက္ခမှာမလွတ်နိုင်ဘူးနော်လွတ်ခဲ့နမုနာဆိုလို့ရှိရင်ဖြစ်လို့ဘုရားရှင်ပဲကြည့်ပါအခုအမဂန္ဓပုံနာကြီးကနေပြီးတော့ဘုရားရှင်အညီဟောက်စားရတဲ့ပတ်သက်ပြီးမကျေနပ်ချက်တွေလူကုန်ကြီးဖြစ်လာပြီးတော့ရန်တွေ့တယ်ဒီအချိန်ကမှပြန်ပြီးဆန်းကျင်ကြည့်လိုက်တဲ့အချိန်ကမှဥစ္စေတော်ဘုရားရှင်ဒီအမခန္ဓာခေါ်တဲ့သူတို့တတ်မှတ်နေတဲ့အတန်းငါးကိုဘုရားရှင်ဘက်ကလည်းစားသုံးပါတယ် နန္ဒရဝဖြစ်နိဒရဏပညာခေါ်တဲ့နန္ဒရဝဖြစ်ဒုက္ခမှာလွတ်မြောက်ကြောင်းဖြစ်တဲ့အသိဉာဏ်မှာဉာဏ်ပညာရှိနေတဲ့အတွက်ဘယံကျင်ဒီနန္ဒရဝဖြစ်ဒုက္ခမှာမလွတ်မြောက်ဘူးလားလွတ်မြောက်ပါလေတချို့တချို့ပုဂ္ဂိုလ်တွေတဏ္ဍာမစားကြဘူးရှောင်ကျင်ကြပါလေဒါပေမဲ့လည်းနန္ဒရဝဖြစ်ဒုက္ခမှာလွတ်မြောက်ကြောင်းဖြစ်တဲ့နိဒရဏပညာဆိုတာမရှိတဲ့အတွက်သူပုဂ္ဂိုလ်တွေဒီနန္ဒရဝဖြစ်ဒုက္ခမှာလွတ်သလားမလွတ်ကြဘူးအဲ့ဒါဉာဏ်လေးမှာ အစွန်းလွတ်အောင်လို့ယူဆတတ်ဖို့လိုပါတယ်နော်တချို့ကလည်းအတန်းကမစားတဲ့ကအပြစ်တစ်ခုအပြစ်နဲ့မြင်တယ်တချို့ကလည်းအတန်းကစမ်းမှသာလျှင်ဘုရားရှင်အလိုတော်ကြတယ်လို့ဒီလိုတစ်ဖက်သာမြင်တဲ့ပုဂ္ဂိုလ်တွေလည်းရှိကြတယ်အဲ့ဒီလိုဒီအစားအဟာရနဲ့ပတ်သက်ပြီးခုနကဦးဇင်းပြောလို့ကတကယ်တက်တာလွတ်ဖို့လည်းမလွယ်ဘူးမလွတ်ဖို့ဆိုတာလည်းမလွယ်ပါဘူးရရတဲ့များနဲ့အယောင်ရတင့်တင့်နေတဲ့ဒီစိတ်ဓာတ်ရှိဖို့ကဘုရားရှင်ကအတတ်နိုင်ဆုံးရှိမှနေတယ်အဲ့လိုရှိမှနေတဲ့အပိုင်းမှာခုနက ယွန်းလို့မစားဘူးဘာမှမဖြစ်ပါဘူးကိုမစားခြင်းနဲ့အစားတစ်ခုယွန်းလည်းမစားဘူးမစားလို့ယွန်းလို့သာမစားလို့အဘတ်တရမယ်ဆိုလို့ရှိရင်တော့မခက်ဘူးလားဟမ်ခက်နေပြီနော်ယွန်းလို့မစားရဘာမှမဖြစ်ဘူးနောက်တစ်ခုကမိမိနဲ့တပ်ပရမဖြစ်ဘူးကျမ်းမာရေးအရာဒီအာဟာရတစ်ခုပဲအာဟာရပဲဖြစ်ဖြစ်နော်မိမိနဲ့ကျမ်းမာရေးအရာတပ်ပရမမျှတာလို့မစားဘူးဘာဖြစ်မလဲဘာမှမဖြစ်ဘူးဒါမှန်ကန်တဲ့ဥတည်ချက်ပဲနောက်တစ်ခု နတ်တိသူရနူခြင်းလို့မိမိကမစားဘူးဒါဘာမှမဖြစ်ဘူးမဖြစ်လို့လေနတ်တိကများသောအဖြစ်ဒီအတန်ကစားတဲ့ပုံစံလေးကိုအမတန်ရောရှာဆက်ဆံကြဒါကြောင့်မိမိကလည်းနတ်တိနဲ့ရင်းရင်းနှီးနှီးနဲ့ဆက်ဆံပြီးတရားဘာဝနာနဲ့ဆွေးနွေးခြင်းနဲ့မိမိကတင်တယ်နတ်တိရဲ့ကြီးညိုမှုလေးစားမှုမြတ်လို့မှုကိုလည်းခိုင်းခြင်းနဲ့ဆိုလို့ရှိရင်နတ်တိသူရနူခြင်းနဲ့ဆိုတဲ့သူရနူစေခြင်းနဲ့ဆိုတဲ့ဒီရွယ်ချက်ဖြင့်ဒီတန်ကမစားဘာမှမဖြစ်ပါဘူးနော် နောက်တစ်ခုမိမိကတုတ်တန်လူတင်အဆက်ရှိတဲ့လူတင်နေဆောင်ပြီးတဲ့သူတော်ကောင်းတူဖြစ်ခဲ့လို့အတန်းကားကိုမစားဘူးဆိုလည်းတော့မဖြစ်ပါဘူးဘာဖြစ်လို့လဲတုတ်တန်လူတင်ဆောင်ပြီးတဲ့ပုဂ္ဂိုလ်တွေကအတန်းကားမစားရဘူးဆိုပြီးတော့တာကတရားရှင်လည်းနိဗ္ဗေထပါတယ်ဘာဖြစ်လို့လဲတုတ်တန်မှာတင်ရှိနေတဲ့တစီပြည့်တွေကဒီအတန်းကားဆိုရင်အမတန်ကြိုက်ကြတယ်ဒီနေရာလည်းတုတ်တန်လည်းကတော့နည်းနည်းနည်းနေတယ်နော်အဲဒါကြောင့်တုတ်တန်မှာရှိနေတဲ့တစီပြည့်တွေကဒီအတန်းကားဆိုရင်တိတ်ကြိတ်လွန်းတဲ့အတွက် သုတ္တန်ဆောင်တဲ့ပုဂ္ဂိုလ်တွေမှာအန္တရာယ်တွေများစွာဖြစ်လာနိုင်ခြင်းဖြစ်ဟုသောအကြောင်းတရားကြောင့်သုတ္တန်ဒုတိယဆောင်တဲ့ပုဂ္ဂိုလ်တွေဒီတန်ကမစားဖို့ငါတို့မတော့ဖို့ခီမစားဖို့ပဲကြီးမစားဖို့တတ်တဲ့ရှင်ပြညာထောက်ပါတယ်။ဘာဖြစ်လို့လဲ။စီလည်းသူတို့ကကြိုက်သေးတယ်ပဲကြီးလည်းသူတို့ကကြိုက်သေးတယ်နော်။အဲဒါကြောင့်ဒီလိုပေါ့လေမိမိရဲ့ဥဒိစ္စကလေးကမှန်နေရင်တော့ဘာမှအပြစ်မဖြစ်ပါဘူး။ မင်္ဂန်နဲ့ဥဒိညာဖြင့်မင်္ဂန်နဲ့အာဟာရကိုနိဒရဏပညာခေါ်တဲ့သန္တာဝဆင်းဒုက္ခမှခမြောက်ကြအတိအိမ်မှာဉာဏ်ပညာရှိသောပြည့်ပြည့်သဘောတရားဖြင့်ကသတ်မှတ်ပေးထားပါနော်